မင်္ဂလာပါကြည့်ရှုသူများကျွန်ုပ်ဒီ Apollo Hospitals Second Rabbit Mother Rivera Ramaswamy ဖြစ်ပါသည် Leproscope ခွဲစိတ်မှုသည်ယနေ့ခေတ်တွင် အလွန်ရေပန်းစားလာပြီဖြစ်သည် Leproscope ခွဲစိတ်မှုမတိုင်မီလူနာအနေနဲ့ကင်းစင်တဲ့အချက်အချို့ကိုဆွေးနွေးကြပါစို့အသေးစားလွယ်ကူတဲ့ခွဲစိတ်မှုအတွက်တော့တင်းပတ်ကပြင်ဆင်စရာမလိုအပ်ပေမဲ့နည်းနည်းကြီးတဲ့ခွဲစိတ်မှုအတွက်တော့အစားအစာကိုဂရုစိုက်ဖို့လိုအပ်ပါတယ် လက်ပရိုစကိုခွဲစိတ်မှုမတိုင်မီတရက်နှစ်ရက်အတွင်းစားသုံးသင့်တဲ့အစားအစာကတော့အ ਨੇ စုံအကျွေးကျွနေတဲ့အစားအစာဖြစ်ရမယ်ဒါကတော့ဓာတ်မပါဘူးလို့ထုတ်ပစ္စည်းတွေလည်းမပါဘူးအကောင်းဆုံးကတော့ porridge ပျော့ပျော့အားလူဟင်းစားသုံးတာပဲဖြစ်ပါတယ်ခမင်းနဲ့ရဆန်အရင်ဟင်းစားလို့လည်းရပါတယ်တပီးရေတူမဟုတ်ဟင်းပီးဟင်းရွက်ရေလည်းစားသုံးနိုင်ပါတယ်ဘာကြောင့်ဘိုက်ဥတွင် ပုံဖွားစီတဲ့အစားအစာတွေကိုရှောင်ကျင်ရတာလဲ အကြောင်းကတော့ laparoscopy ခွဲစိတ်မှုကိုအလွန်တိတိလေးတဲ့ကရိယာရီနဲ့လက်မထဲပဲလှုပ်ဆောင်တာမျိုးဦးလန်းချောင်းတွေပြောပြပြီးကြီးငင်နေရမယ်။ဒါကြောင့်ပဲအကျွေးကျွေးနေပြီးအဖိုးပါနေတဲ့အစားအစာတွေကိုရွေးချယ်စားတုံးကြတာပါ။ဒါပဲလှုပ်ပေးရင်လုံလောက်ပါပြီ။ laparoscopy ခွဲစိတ်ပြီးနောက်မှာလဲဆရာဝန်တွေကညွှန်ကြားချက်တွေကိုလိုက်နာပြီးနောက်မှာသတိထားရမှာကတင်ထားပြီးလမ်းလျှောက်ဖို့လိုပါတယ်။ အသေးစားလက်ပရိုစကိုကစ်ခွဲစိတ်မှုဆိုရင် ခွဲစိတ်ပြီးနောက်၄နာရီကနေ၆နာရီအတွင်းလျှောက်ဖို့လိုပါတယ်အကြီးစားလက်ပရိုစကိုကစ်ခွဲစိတ်မှုဆိုရင်တော့တနေ့ခဲမှာပဲဖြစ်နိုင်တယ်လို့မနှက်ဖြန်မနှက်ဆိုးဆိုးမှလည်းဖြစ်နိုင်ပါတယ်ဘာကြောင့်လဲဆိုတာပါအကြောင်းကတော့လမ်းလျှောက်တာတူမဟုတ်ခန္ဓာကိုယ်လှူရှားတာကတင့်ကိုမြင်မြန်ပြန်ကောင်းလာစီမှာပါအနာအဆာနည်းနည်းကိုကြော်ဖြတ်ပြီးလမ်းလျှောက်ဖို့လိုပါတယ်အကြောင်းကတင့်ဦးလမ်းကြောင်းလှူရှားမှုမြန်လာလို့တင့်ရဲ့ပုံမှန်အစားအစာကိုပြန်စားနိုင်မှာပါ လမ်းလျှောက်တာကသွေးတုံးချင်းကိုကိုပိုင်းဆအမျိုးမျိုးမှာယောနေစေတဲ့အတွက်ခွဲစိတ်မှုနဲ့ပတ်သက်တဲ့အနေလဲယောနေလာပါတယ်။ဒါကတင့်နာခြင်းမှုကိုပြန်ကောင်းလာစေသလိုတင်ကိုယ်ရိုင်လဲပိုကောင်းလာတာကိုခံစားရပါလိမ့်မယ်။ဒါကြောင့် laparoscopy ဖြင့်ခွဲစိတ်မှုရဲ့အကျိုးမြတ်ကိုအပြည့်အဝအသုံးချပြီးတက်ကြွနေပါစေစုတင်ပါတယ်။